မြင်လို့တော့မကောင်းဘူးဗျာဒီလူတွေအဲ့လူတွေပြင်လားဆိုမပြင်ဘူးအဲ့အမှုပညာသမားတွေကြတော့အခုလို့ပေါ့ဗျာအဘကတော့ကြီးနေရာမှာဆိုကျွန်တော်မေးမှာဟဲ့ကောင်ဟဲ့ကောင်အသက်30ဘယ်လောက်ရှိပြီလဲမေးလိုက်မှာဟာအသက်ကဟဲ့ကောင်29နှစ်ပဲရှိသေးတယ်ဟာဟဲ့ကောင်စိတ်မှုထမ်းခံရမှာထမ်းထမ်းထမ်းတခါလေးပြောပါမှာ အဲ့ဒီဥပဒေဘယ်သူထုတ်တာလဲထုတ်တဲ့သူဆိုရင်တပတ်ကကြောက်ကြီးကြောက်ရင်ဘာလဲဒီကောရှင်ကမှကြောက်ဆိုပါခင်ဗျဒီစနေအောင်ဆိုရင်မြန်မာနိုင်ငံအတွင်းလက်တော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတိုက်ပွဲတန်းတွေကိုအနေစီတန်ဆက်ပြနေတဲ့စနေကိုပဲဖြစ်ပါတယ်ခင်ဗျာစောင့်မျှော်အားပေးကြဖို့တိုက်တွန်းပါတယ်ခင်ဗျာဘဝရဲ့ယက်တီမှုတွေတမိုင်းမှာတွင်ပြီးတော့ကြံခဲ့မဲ့လူတွေအများကြီးရှိတယ်ဒီနိုင်ငံရေးဖြစ်စဉ်မှာအခုဟာဗျာရှူတော်ဘောင်းဆောင်ကနေကြည်လိုက်တယ် ဒီလိုဖက်ခွက်စားအမှုပညာသမားကိုလက်ဆွဲပြီးနှုတ်ဆက်တာအဖလက်နဲ့တန်လို့လားဗျာဟမ်ဥက္ကမစောင်းစည်းနဲ့မထိုးွားတာကံကောင်းတာအဲ့ဒီဥဝဲဆိုတဲ့အိနာကျော်စင်ဆိုတဲ့ကောင်မလှချင်းအောင်စောင်းနေတာပါတဲ့ဟမ်အဘတို့ကဘာတို့ဘက်ကိုပါနေပြီထင်လို့လားဒီဖေလိုးမတသလုံးမပါဘူးအဲ့ဖေလိုးမမိသားစုကမှတ်တာရိုင်းနာမဟုတ်ဘူးခနာတို့ အမားမအစိုးကောင်းစိုးကြောင်းကိုခွဲခြမ်းစိတ်ပြတုံးတက်နိုင်တဲ့လူတွေဆိုလို့ရှိရင်သူတို့ပုံရိပ်တွေမပြတ်သေးဘူးအနုပညာနဲ့တိုင်းပြည်ကိုတိဆောက်တဲ့ဦးနေအောင်ကပြောသွားတယ်အောင်မင်းမေးတဲ့နေရာမှာအနုပညာသမားကပါလာဆိုတာအဲ့လိုစစ်မှန်တဲ့အနုပညာသမားတိုင်းပြည်နဲ့နိုင်ငံလူမျိုးကိုချစ်တဲ့အနုပညာသမားရှိရင်ကျွန်တော်ပြသမ်းပါကျွန်တော်ထွက်ပြသမ်းပါမအီးဆိုးလို့ဆိုတာဒါစစ်တပ်နဲ့ပတ်သက်တယ် မမေတင်သာဦးလို့စစ်တပ်နဲ့ပတ်သက်တယ်။ဟောအနုပညာသမားတွေမှမှငွေကိုငန်းငန်းမတက်ပါဘူးကျွန်မတို့တိုင်းပြည်ကိုချစ်လို့အနုပညာသမားလောက်ပါတယ်ဆိုတဲ့ကျွန်တော် ကျွန်မတို့ဆိုတဲ့လူကို ကျွန်တော်ပြသန်းမှာကိုကျိုးမကြည့်တိုင်းပြည်အကျိုးကြည့်ပြီးတော့မှအနုပညာလုံနေတယ်ဆိုတဲ့အနုပညာသမားတွေ့ရင်ကျွန်တော်ပြသန်းမှာလို့ခင်ဗျားတို့အကယ်ဒမီတွေပေးတယ်လဲစောက်ပူပဲ။ နော်တိုင်းပြည်ကြီးလိုဖြစ်နေတဲ့အချိန်မှာအဲ့ဒီအကယ်ဒမီပေးပွဲသွားမယ်စားဗျာဟမ်ခြေတန်းရောက်နေတဲ့တပ်မတော်သားတွေပြည်သူစစ်တွေစစ်မှုထမ်းကလေးတွေရဲတပ်ဖွဲ့ဝင်တွေကိုလာအဲ့နေရာကနေအားပေးစကားပြောရမလဲဆိုပြောပြောလိုက်မယ်ဆိုရင်ဘယ်တော့ခေါင်းလိုက်မလဲမသိဘူး အဲ့တော့ကြတော့တိုင်းပြည်မှာခိုးရတယ်လွယ်ရှာဟိုပေါ့နော်တခြားဖြစ်နေပြီဒီတိုင်းပြည်ကဒီတိုင်းပြည်ကိုဘယ်သူပြင်มาလဲအခုလက်ရှိထိန်းချုပ်ထားတဲ့အဘကကြိုကြီးပြင်มาလားပြင်နိုင်လားဒီအနုပညာသမားတွေ အကုန်လုံးမဆိုးလို့ဘူးနော်ကျွန်တော်ပြောတာအခုခန့်စီသူတို့စစ်ကားတွေရိုက်တယ်အများကြီးပေါ့အများကြီးအများကြီးဟုတ်လားကျွန်တော်တို့ဘာမှမပြောလို့ဒီလိုတမ်းဒီနိုင်ငံတော်ရဲ့အစိုးရရန်နေအောင်ပျက်စီးသွားအောင် လုပ်တဲ့အမှုပညာသမားတွေဗျာအဲ့လိုကြီးပြောရမှာမင်းညာရုပ်ရှင်အဲ့ဒီအစည်းအဝေးမှာအဲ့တိုင်းပြောရမှာ ဒီတဲမှာအသက်35နှစ်မပြည့်သေးတဲ့ရုပ်ရှင်မင်းသားတွေဘယ်သူပါလဲလို့တခါလဲစဉ်းကောက်ပလိုက်ရမှာအဲ့မပါစစ်မှုထမ်းမလဲပြန်စဉ်းသွင်းပေးပေးအကုန်ထမ်းပြောပြောကြီးထမ်းရမှာလေအဲ့ဒါခုတော့မဟုတ်ပါဘူးဗျာအောက်ခြေအောင်မှာပြန်သွားတဲ့ကလေးတွေမိဘဟိုဟိုလှုပ်ကျွေးနေတဲ့ကလေးတွေအကုန်လိုက်ပဲဆွဲနေတာတိတ်ပဲမရှိတာ အဲ့တော့ပြောရင်လေဇော်ဘုံရင်တော့ဟိုဟာဖြစ်တယ်လို့ဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ဇော်ဘုံရင်တော့တက်မတော်ချစ်တာဇော်ဘုံရင်ပဲချစ်တယ်ဇော်ဘုံရင်ပဲရှိတယ်ဇော်ဘုံရင်တော့တက်မတော်သားကိုချစ်တာဇော်ဘုံရင်ပဲရှိတယ်မမှန်တဲ့လူကတော့ဘယ်ကြိုက်မလဲဗျလူပဲဗျဟုတ်လားအကုန်လုံးကဘယ်သူကမှန်နေမှာမမှန်ရင်မကြိုက်ဘူး သူတို့ခိုးဆိုးပွက်နေတယ်ဟိုခြံွက်တွေမြေွက်တွေယူနေတယ်ဖားရားပြီးတော့ပြောနေလူတွေကျွန်တော်မကြိုက်ဘူးကြိုက်ဘူးသူတို့အဲဘာမှမရပဲနဲ့နိုင်ငံတော်တိုင်းပြည်တွေပေးဆက်နေရတဲ့လူတွေတော့ကျွန်တော်ကြိုက်တာပေါ့ဒါဆင်းဆင်းလေးပဲလေအဲ့တော့ဒီတိုင်းပြည်ကိုဘယ်လိုတည်ဆောက်မလဲဆိုတာအမှန်တရားနဲ့တည်ဆောက်မှရမှာလေဒီတိုင်းပြည်ကိုအမှန်တရားနဲ့မတည်ဆောက်ဘဲနဲ့ အခုနေပြတိုင်းဘိုးနေပြကြားနေပြသွားရင်ဒီတိုင်းပြပြက်မှာပဲဘလို့မှလုံးလို့မရဘူးဟုတ်လားကျွန်တော်ပြောသလိုပေါ့အဘကယုံကြည်တာအောင်ပြေဆုံးဥမာဘယ်နဲ့နေတယ်35နဲ့ကြော်ဝိုင်းတော့မထဲနေတော့ရပြီမကြော်ရင်တည်းအဝေးဟုတ်လားဆောနာပြောတယ်ပိုင်တကွန်တို့ဘာလို့ခေါမလေးအသေးဆွဲတွေဝင်းတိုင်းပြတကယ်ချင်းအကုန်ဝင်ရပါလေတစင်ဦးလို့မိမသားမျိုးတော်မှာ နိုင်ငံတော်ဝန်ကိုထမ်းဆောင်နေတာပဲဥပမာတစ်ခုဆိုရင်ဝင်လေမဝင်ရဘူးလားဟမ်ဘာလို့မဝင်ရတာလဲမဝင်နဲ့မင်းတို့ရိုးရှင်းမင်းသားတွေကိုမင်းတို့ဝင်မင်းတို့စိတ်ဓာတ်မထွက်ဘူးမင်းတို့ဝင်ပြအဲ့မှာချောင်းထောင်းမောက်တို့အဲ့မှာအဲ့မှာကြားတက်သတိချောင်းတက်တို့ဒီလားဟိုးဟိုးမင်းတို့ကောင်းနေကြင့်နေရခြင်းတွေကစားနေရတယ်မင်းတို့ဘလာအိုက်တော့ဟုတ်လားကြော်ပြခွာပြ တော်ပြလုတ်ပြလေအမင်းတို့တော့မပါလာမယ်လေအမတိုင်းပြည်ကိုဝင်ကျင်တယ်တိုင်းပြည်အဲ့လိုတီဆောင်มาရမှာလေအားလုံးအကုန်လုံးတက်ညီလက်ညီနဲ့စီစီယုံယုံနဲ့လုံมาရမှာလီးတယ်ပဲရုပ်ရှင်သားကားလဲကြတော့လုတ်ပြနေမဟုတ်ကဟုတ်ကလေအားလုံးမမေးလို့ဒီဟမ်ဂျင်းနေကသားပြလိုက်ဟိုဝါလုတ်ပြလိုက်ဟိုဝါရလဝိတွေခိုးပြလိုက်ဘာဘာကောင်းနေတော့တကယ်တမ်းတိုင်းပြည်တို့ကြတော့စောက်သွားဖားမယ်ကြီးကဲတွေဖားပြီးတော့မှ အာလိုမမေလိုးတွေအောက်ကကလေးတွေကြတော့ဟိုမှာဆွဲကျင်တိုင်းဆွဲတွက်ကျင်တိုင်းတွေရွာတွေမှာဆွဲနေတာအဲ့တော့အောက်ကစစ်သားတွေရောထွေးအုပ်တွေရောပေါ်တာမဆွဲနိုင်မင်းတို့ကောင်းနေမင်းတို့ဆွဲနေဆိုတရားဝင်ပြောပြီးဆွဲရအောင် live ပြန်ပြီးတော့ဆွဲနော်မင်းတို့ကငါလိုးမှာကြောမွဲလူတန်းသားဘွားကြတော့မင်းတို့နှိမ်နေမင်းတို့နိုင်နေမင်းတို့ဆွဲတယ်နော်မင်းတို့မလုံရဲတဲ့လူကြတော့ဖင်ခံဖင်မခံရောလီးမစုပ်အောင်တမယ်မင်းတို့လှုပ်လာ မင်းတို့အမှန်တရားမရှိလို့တိုင်းပြည်ဒီလိုပျက်စီးတာသိလားအမှန်တရားမရှိလို့မင်းတို့တိုင်းပြည်ပျက်စီးတာမင်းတို့လူတွေကိုနှိမ်လို့ကိုလူကိုလူမျိုးချင်းချင်းမင်းတို့ရက်ဆက်တာကိုလူမျိုးချင်းချင်းမင်းတို့ကိုချင်းဆန္ဒတရားစိမ်းမထားတာငါတို့ကစစ်သားကိုလည်းချစ်တယ်အေးချမ်းကနေတိုင်းနဲ့ပြည်သူကိုလည်းချစ်တယ် မတရားသတိခံရတဲ့ပြည်သူရဲ့အရှိမှာဆိုလဲငါတို့ကပြောရမှာပဲမင်းတို့ကြိုက်တဲ့ဘက်ကတတ်လို့ရတယ်ကြိုက်တဲ့ဆိုကြိုက်တဲ့နေရာမှာတတ်တည်သွားရင်တခါပဲတည်ရမှာနော်အေးတတိရှိရင်ငါတို့တို့အမှန်တိုင်းထွက်ပြောပလိုက်မင်းတို့ဘလို့စားရှိတယ်သိချင်လို့အေးအောင်လက်နဲ့ကင်ပြီးမင်းတို့လိုတနေ့အရှိတွေဟိုဟာတွေကင်ပြီးတော့သွားနေတယ်ကောင်မဟုတ်ဘူးပဲစောက်ထိတ်ပင်မဲ့တယ် မင်းတို့ပြောတာ session နဲ့ကနေ35နှစ်ဆိုဆွဲလေပဲဟုတ်မှာမဟုတ်တာဒီနိုင်ငံဒီတိုင်းပြည်ကအောက်မှာလှုပ်ရှားတယ်ထွေဥပါထွေဥတယ်ဟင်နာမည်တက်ပြောတာမဟုတ်ဘူးနော်အဲ့ဒီအဲမှာမှာအကြီးမြတ်ခြားစားတဲ့လူတွေရှိတယ်တရှိနာဟုတ်လားထွေဥလေး ဒီလောက်တော့မစီမံမကန်ကွယ်နိုင်ဘူးလားတလောက်ဒီအဆွဲခံနေရတာအောက်မှာနေစီလာစီလည်းတက်ဆွဲတာမသားအိမ်မှာလည်းဟိုမှာတက်ပြီးတော့မှသွားဆွဲတာလူတွေကိုစီကန်းနဲ့မှမညီတာအဘကကြိုကြီးကအလင်ခံရတာကျွန်တော်တကယ်တမ်းပြောရအဘကကြိုကြီးကလေသိလားလူယုံမွေးတာမားနေတာအဘကကြိုကြီးကနောက်ကျောဓာတ်နဲ့ထိုးခံနေရတာ เนาะအဘာကကြိုကြီးဒါလက်ရှိအာနာရှိနေလို့အာနာမရှိတော့တဲ့အတွက်ကြောင့်အဘာကကြိုကြီးကိုအဲ့လူတွေဒုက္ခပြန်ပေးဦးမှာကျွန်တော်ကချစ်လို့ပြောတာเนาะအဘာကကြိုကြီးတို့မိသားစုဆိုတာကျွန်တော်တို့ကအတူတူနေခဲ့ကြတာเนาะချစ်လို့ပြောတာအဘာကကြိုကြီးကိုပြည်သူတွေအကျဉ်းညို့ပြတ်အောင်အဘာကကြိုကြီးဘာအကယ်ဒမီပဲဖွင့်ဖွင့် ။အိုဘလုံးပွဲပဲဖွင့်ဖွင့်ဘယ်နေရာမှာလဲဖဲချိုးဖြက်ဖြက်။နော်သူတို့ကကိုရာကြရင်စောက်တင်းပြောတာအဲ့ဒါအဲကောင်တွေအကုန်လုံး။တာဘာကကြိုးကြီးဘာမှမသိဘူး။အောင်မင်းဇော်ပွင့်ဟုတ်လားဆိုရင်လူရဲ့သူ့ဘာတမရမကလို့ဘယ်သူပဲဖြစ်ဖြစ်ပေါ့။ကျွန်တော်လာမေးကျွန်တော်ပြောမှာပဲဟုတ်တယ်လို့အဲ့ဒီတိုင်းမူကလုံးမလုံးဘူးလို့အဲ့ဒီတိုင်းမူကဘယ်နေရာမှာရက်ထိုင်တော့နေရလို့ကျွန်တော်ပြောမှာ နော်အဲ့ဒီဟာမူကဘယ်နေရာမှာပတ်စံတောင်းနေရလို့အဲ့တက်မှမူကဘယ်နေရာမှာစီကားတွေကိုဖျက်ပြီးတော့ပတ်စံဘလောက်တောင်းတာလို့အကုန်ပြောမှာကျွန်တော်ကနော်အဲ့ကောခေါင်းရိုက်ပြီးတော့ဘယ် KTV မှာဖာသွားချနေရပြောင်းအကုန်ပြောမှာနော်ပြောမှရမှာဒီတိုင်းပြီမပြောလို့မရအဲ့တိုင်းပဲမိန်သွားပြီဆိုတိုင်းပြီမကောင်းတော့ဘူး တိုင်းပြည်ကိုတကယ်ချစ်ဖို့လိုတယ်လေမဟုတ်လားတိုင်းပြည်ကိုအခုဘယ်လိုလဲဖြတ်နေရဒီစောက် PDF ကတမျိုးအင်ဂျင်ချင်းအိုးမဲတော့ခုတ်နေတယ်ဓမာချင်းချင်းတတ်နေတယ်မြင်းကြံလို့ပါလို့ဆိုဒါအလေပိုင်းနေကိုပမာချင်းချင်းတတ်ခိုင်းနေတယ်လိုက်တတ်နေတယ်အေးလိုးတွေကတမျိုး ိုပမာချင်းချင်းချစ်ရခံအောင်မသိစင်းအောင်ဗမာတွေညီညွတ်ကြည့်ပါလားဘယ်ကောင်မှတိုးလို့မရဘူးအခုရခိုင်အမြင်မှန်ရနေပြီရခိုင်နေအခုရန်ကုန်မှာဖုန်ကြီးတောင်းမှာဟိုနေရာမှာသူ့သားလေးဒုံတစ်ပတ်ဝတ်လိုက်တာအေးရပြောတယ်တဲ့ဗမာတွေကလူမျိုးကြီးဝါဒနဲ့နှိပ်စက်တာဗမာပြည်ကိုမသွားနဲ့ဒီမှာပဲနေလို့ပြောတယ်တဲ့အဲ့တော့အဲ့ဒီရခိုင်တိုင်းရင်းသူတိုင်းရင်းသားတွေကရောက်လာတယ်ရန်ကုန်ရောက်လာတော့အဲ့ဖုန်ကြီးတောင်းမှာ သူ့သားကိုဒုံလက်ပဲဝှက်တယ်ဝှက်လဲဝှက်ကောဗမာတွေကအဲ့လိုမဟုတ်ပါဘူးဗမာတွေကကောင်းပါတယ်ဗမာတွေကိုကျင်းစာစီရှိပါတယ်ဗမာတွေအနိုင်မကျင်းပါဘူးဆိုပြီးတော့ကျမတို့မပြန်တော့ဘူးတဲ့ရန်ကုန်မှာပဲနေတော့မယ်တဲ့အဲ့